Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Creation Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တိုင်းမှာ reaction လုပ်ကြမှာဖြစ်ပါတယ် မိုးကုတ်မြို့ထဲကိုချမ်ပါစတက်ဝင်ရောက်လာမိကိုလက်မခံကြောင်းပြည်သူများယနေ့ညပိုင်းမှာတန်ပေါင်းတီးပြီးဆန္ဒပြနေကြတယ်သိရပါတယ်နော်အဲ့တော့မနေ့ညပေါ့မန္တလေးတိုင်းမိုးကုတ်မြို့တွင်ယနေ့နိုဝင်ဘာ6ရက်နေ့ည7နာရီခန့်မှစတင်ပြီးစစ်အာဏာရှင်စနစ်ကိုအလိုမရှိကြောင်းမိုးကုတ်မြို့ထဲကိုအချမ်းဖက်စစ်အုပ်စုများပြန်လည်ဝင်ရောက်လာမျိုးကိုလုံးဝလက်မခံနိုင်ကြောင်းမြို့လုံးကျွတ်တန်ပေါင်းတီးဆန္ဒပြနေကြောင်းသိရပါဗျာ။ဒီဒေါ်လာရင်းဟာလူလူဒေါ်လာရင်းဖြစ်တာမို့စစ်အာဏာရှင်စနစ်ဆက်လက်တည်ရှိနေသည်များကာလပတ်လုံး တန်ပုံတိလှုပ်ရှားမှုနီးနာကိုတနိုင်ငံလုံးစီးလုံးညီညွတ်တာညီညွတ်စွာနဲ့အခွင့်အခါတည်ရင်တင့်တယ်လို့အသုံးပြုပြီးညီညွတ်စွာတော်လှန်ကြရပါမယ်လို့အထွေထွေသပိတ်ပေါင်းစပ်ညီနိုင်အင်အားစု General Strike Coordination Body GSCB ကလည်းထုတ်ပြန်ထားတယ်လို့သိရပါတယ်ခင်ဗျာအဲ့တော့တန်ပုံတိတာကတော့ကျွန်တော်တို့ Chapter 6ကောင်စီကိုမလိုလားဘူးဆိုတဲ့အထိမ့်မဲ့လက္ခဏာဖြစ်နေပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်တမိုင်းလမ်းစုံတွင်ပြူစောကြီးနှင့်စစ်တပ်ကပြည်ရစားများအုံချရွေလူငယ်များကိုသွေးဆောင်ဖျားယောင်းကစစ်မှုထမ်းဖြစ်ဖမ်းဆီးငွေညှိမှုစစ်မှုမထမ်းလို့လေလူငယ်တအိုးလေ25သိန်းနဲ့ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ရန်ကုန်မှာလည်းချမစစ်ကောင်စီတွေကကြားဖြတ်ပုံစံလှုပ်ဆောင်နေတာတွေ့ရပါတော့။ကောင်းကြိုက်ဓာတ်ပေါက် ရှိနာမှာသူတို့လူငယ်တွေရှေ့ပြီးသားပြန်ဖို့ကားဆောင်နေတော့ကောင်မလေးကဈေးတက်တက်တတာနဲ့ပျော်ပါလို့ရတယ်ဆိုပြီးခေါ်တော့သူတို့လိုက်သွားတာတဲ့ကားကလည်းသူတို့ရဲ့တက္ကစီကားကားပေါ်ရောက်မှရက်ကွက်ရုံကိုခေါ်သွားပြီးစစ်မှုထမ်းပြီးစူးစောင်းတယ်ဆိုပြီးဖမ်းလိုက်တယ် KP နဲ့ခွဲပြီးငွေလဲခိုင်းတယ်ငွေလဲပြီးတော့မှရက်ကွက်ရုံကနေပြန်ခေါ်သွားတယ်လို့သိရတယ်မရွေးနိုင်တဲ့သူနှစ်ဦးကတော့ဘရင်တော်စစ်ကြောရေးရိတ်တာကိုပို့ခံလိုက်ရတယ်လို့လွတ်မြောက်လာတော့လူငယ်ဆွေမျိုးသားချင်းတဦးကချင်းပြထားလို့သိရမှာเนาะအဲ့တော့ဒီလူငယ်တွေကိုအခုချိန်မှာဆိုရင်ဤမျိုးစုံနဲ့ချမ်ပတ်စစ်ကောင်စီကလူစုစောင်းနေတာဖြစ်ပါတယ်เนาะအဲ့တော့ ရန်ကုန်လည်းအခုချိန်မှာဆိုရင်တော်တော်ကြီးကိုစိုးစိုးဝါးကိုဖြစ်လာမဲ့အနေအထားတွေတွေ့နေရပါတယ်နော်အဲ့တော့လူငယ်တွေတခုခုဆုံးဖြတ်ပြီးမှလှုပ်ဆောင်မဲ့အခြေအနေရောက်ကိုရောက်နေပါပြီနော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ချမ်းမက်စစ်ကောင်စီရဲ့ဘောမပါနော်ဒီကျော်မင်းမင်းကမနေ့ကတော့ဒီဖွဖွေးနဲ့အလဲအောင်ကိုသူဖမ်းဖို့စော်အော့နေတယ်ပေါ့နော်သူတို့ရဲ့ဒီရွေးကောက်ပွဲဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြစ်ရုပ်ရှင်ရုပ်တံတွေမှာရုပ်ရှင်ရိုက်ကူးဖို့ခေါ်တဲ့ခါမှာဖွဖွေးနဲ့အလဲအောင်က အလင်းအောင်ညင်းလို့ဆိုပြီးသူတို့ဘက်ကတော်တော်လေးကိုတင်းနေကြတာပေါ့နော်မင်းကဆိုလဲဖမ်းဖို့သူတို့စော်ရနေတယ်ပေါ့နော်အဲ့တော့မင်းညမှာပဲဖမ်းခံလိုက်တယ်ဆိုလဲဒရင်လဲကြားရတယ်လို့ဖမ်းစီညှိနှိုင်းနေတယ်ပေါ့နော်ညှိနှိုင်းတဲ့အစ်စ်ရောက်နေတယ်ပေါ့နော်သူတို့ဘလို့ကြီးစတရားစီရင်တာမျိုးတော့မဟုတ်သေးဘူးဖမ်းစီထားပြီးတော့ထိမ့်သိမ်းထားပြီးမှညှိနှိုင်းနေတဲ့အစ်စ်မှာပဲရှိသေးတယ်လို့သူတို့ကပြောကြတယ်ပေါ့နော်အဲ့တော့ဘလို့ပဲပြောပြောခုချိန်မှာဆိုဖွဖွေးနေတဲ့အလင်းအောင်ကတော့ထိမ့်သိမ်းခံထားတာတော့သေးကြနေပါပြီနော် ဒီမှာဆိုရင်ပြည်ဦးလင်းမျိုးမှာစကားရိုက်နေတဲ့ဖွဲ့ဖွဲ့ကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့အမှုပညာလောကသားအချို့ကအတည်ပြုထားတာသိရပါဗါတယ်အဲ့တော့ဖွဲ့ဖွဲ့ဖမ်းခံရတာတော့သိကြတယ်တဲ့အလင်းရံကိုတော့အတည်မပြုနိုင်သေးဘူးလို့အမှုပညာလောကသားတူကပြောပါတယ်စစ်ကောင်စီအားပေးတဲ့ Telegram Channel တွေကလည်းရွေးကောက်ပွဲလှုပ်ဆောင်ရေးအတွက်ခေါ်နေတာမလာတဲ့ရုပ်ရှင်မင်းသမီးပြည်ဦးလင်းမှာအခေါ်ခံလိုက်တာအခေါ်ခံလိုက်ပြီဆိုပြီးမှရေးသားထားတယ်လည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဖွဲ့ဖွဲ့ကပြည်ဦးလင်းမှာစကားရိုက်နေတဲ့အချိန်မှာပဲလာဖမ်းသွားတယ်ဆိုတော့ဒါကအကုန်လုံးသိသွားတဲ့အနေအထားမှရှိပါတယ်နော်အဲ့တော့ဒီညမနေ့ညမှာပေါ့နော်ဖမ်းဆီးထိန်းသိမ်းထားတယ်မှန်တ နဲ့ဒါပေမဲ့စီရင်စက်တွေစီရင်ချက်တွေပါじゃမချသေးဘဲနဲ့ပြန်ပြီးတော့ညှိနေတဲ့အနေအထားမှာတွေ့ရပါเนาะအဲ့တော့ဖိုးဖိုးရညှိခံမလားအဲဆက်ပြီးတော့ပဲဗောနော်မင်းအွန်လိုင်းကိုစန့်ကျင်မလားဒီမတရားတွေရွေးကောက်ပွဲစန့်ကျင်မလားဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ် ကဲနောက်ထပ်တင်တဲ့ပုတ်ကတော့ချမ်ပဲစစ်ကောင်စီကခုဆိုရင်နိုင်ကျင်းတွေကိုပေါ့နော်ဒီထောင်ထဲမှာပဲမထားတော့ဘဲနဲ့ရှေ့တန်းကိုပို့မဲ့အစီအစဉ်တွေရှိလာပါနော်ရှေ့တန်းပို့တယ်ဆိုတာလည်းစစ်တိုက်ခိုင်းဖို့ထက်ဆိုင်ရင်အရှိမှာသွားပြီးမှပေါ့နော်အသေးခံခိုင်းမဲ့နေရာတွေမှာတုံးချဖို့ဖြစ်လာတယ်ပေါ့နော်အဲ့တော့အဲ့တော့နိုင်ကျင်းတွေဘွားကထောင်လဲချခံရတယ်နှိမ့်ဆက်လဲခံရသေးတယ်ပြီးရှေ့တန်းပို့ရင်အသေးလဲခံရအောင်မယ်ဆိုတော့တော်တော်ကိုအော်လူမဆန်စွာပေါ့နော်နိုင်ကျင့်ခံအနေထားတွေဖြစ်နေပါတယ်နော်ဒါအကြောင်းပြောထားတယ်ဒီစီရီယံဘိုးရဲ့စကားနားထောင်ကြအောင်နော်ခိုးမှုတို့လူတတ်မှုတို့မရိန်းတို့ကျန်တဲ့ အဲ့လိုမျိုးတော့နှစ်ကြီးသမားပေါ့နော်နှစ်20ပတ်လည်လူတွေကိုသူကခြေတန်းကိုပို့လိပို့ထားရှိတယ်ပေါ့နော်အခုဟာကဘယ်လိုလူတွေကိုပို့မလဲဆိုတာကျွန်တော်တို့မှထပ်ပြီးတော့မှစဉ်းစားစရာတွေတော့ဖြစ်ပြီပေါ့နော်ကျွန်တော်ပို့တဲ့လူတွေကနိုင်ငံရေးကျင်းသားတွေမှဖြစ်ခဲ့ရင်ကျွန်တော်လူတွေကနိုင်ငံရေးကျင်းသားဖြစ်လဲတခါထောင်ကြခံနေရတယ်မိသားစုနဲ့လည်းတွေ့ခွင့်မရဘူးပြီးရခါကျခြေတန်းကိုအခုလိုမျိုးအပို့ခံရမယ်ဆိုလို့ရှိရင်လည်း ထပ်ပြီးတော့မှဟိုစိတ်နာစရာဖြစ်တယ်ထပ်ပြီးတော့မှဖြစ်မယ်ပေါ့နော်အဲ့တော့အခုကသူကစစ်တင်နန်းတက်ဖို့လို့ရည်ရွယ်ပေမဲ့လည်းကျွန်တော်စိတ်ရှင်တော့လူသားတိုင်းဖြစ်အသုံးချဖို့လို့ကျွန်တော်ကယူဆတယ်ပေါ့နော်လူသားတိုင်းဖြစ်အသုံးချဖို့လို့ဘာကြောင့်ယူဆလဲလို့ဆိုတော့ကျွန်တော်တို့အဲ့ဒီတုန်းကကျွန်တော်ထောင်သားအယောက်30ရခဲ့တဲ့အချိန်မှာအဲကျွန်တော်တို့ဒီကြောက်ကြီး တန်ဘိုးပေါ့နော်တန်ဘိုးကနေကျွန်တော်တို့ကပ်ပေတို့ဘင်ပြဲတို့အဲ့ဒီကနေကျွန်တော်တို့ဟိုးဘက်ရှေ့ကိုဆက်တက်တဲ့အချိန်မှာလွန်မှုဘလော့ဆောမှုဘလော့ပေါ့နော်အဲဆောမှုဘလော့လွန်မှုဘလော့ပေါ့ဆောမှုကိုအရင်တွေ့တာပေါ့ဆောမှုဘလော့ပြီးသွားလို့ရှိရင်လွန်မှုဘလော့လွန်မှုဘလော့ကနေကျွန်တော်တို့ရှေ့ကိုထပ်ပြီးတော့တက်တော့အဲခုမှုတဲ့အဲတီချီခီခုမှုတဲ့ဘုံနေတဲ့ဆိုတော့စကန်း၃ခုကိုကျွန်တော်တို့ဒါစာက၅ကနေပြီးတော့မှထပ်ပြီးတော့မှကျွန်တော်တို့စကန်းကိုအစ်စ်ဖြစ်ထပ်ပြီးတော့မှတိဆောက်တယ်ပေါ့နော် အထက်ပြီးတိဆောက်တဲ့အချိန်မှာကျွန်တော်တို့မှပါလာတဲ့အဲ့ထောင်သားအယောက်30ကဘယ်နေရာမှာအသုံးဝင်လဲဆိုတဲ့ဟာစစ်တပ်ကကောင်းကောင်းသိခဲ့တယ်။ဘယ်နေရာမှာအသုံးဝင်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီခုမူတန်းနဲ့ဘုံနေတဲ့ဂျားထဲမှာအဲ့တော့ကျွန်တော်မပါခဲ့ဘူးပေါ့နော်။ကျွန်တော်စီကတစ်ခွဲတစ်ခွဲကဒါဘူကြီးအောင်မျိုးပေါ့။ဘူကြီးအောင်မျိုးဆိုတာလက်ရှိဒါအွန်လိုင်းမှာတက်ကထွက်သွားပြီပေါ့နော်။ထောက်လိုင်းကြီးကနေနားယူတယ်။ထောက်လိုင်းကြီးကနေပြုတ်တယ်။ပြုတ်ပြီးတော့မှကျွန်တော်တို့ ခမရ965ကိုရောက်ခဲ့တယ်ခမ965ကနေမှ तू ကအဲထွက်ခွင့်ရတယ်ပေါ့နော်ထွက်ခွင့်ရတဲ့အချိန်မှာလက်ရှိအွန်လိုင်းမှာအခြေချနေတဲ့ဘူကြီးအောင်မျိုးပေါ့အလုပ်တင်20ခွန်ကသူ့တက်ခွဲနဲ့ကျွန်တော် KNU နဲ့ကနှစ်နာရီကြာကြာလောက်တိုက်ပွဲဖြစ်ခဲ့ဖြစ်တဲ့အချိန်မှာရှေ့ကကျွန်တော်တို့ point တက်စုနဲ့ပေါ့ point တက်စုနဲ့တောင်းလျှောက်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာရှေ့ကလူတွေအကုန်လုံးက equipment မှာပါတဲ့ အဖြစ်ပြီးသားကြည်ပေါက်တရောပါရောအကုန်လုံးကုန်သွားပြီ ပြန်ပြစ်ဖို့အတွက်နှစ်နာရီကျော်တိုက်ပွဲဆိုတော့အကုန်လုံးကခါမှပါတယ်ခေရန်အကုန်ကုန်ခဲ့တယ်ပေါ့နော်ကုန်တဲ့ချိန်မှာဘာဖြစ်လဲလက်နဲ့ခေရန်ခေရန်လိုလာအောင်လိုလာတော့သူတို့ကနောက်ကတက်စုကိုဆက်နဲ့လှမ်းပြောပြီးတော့မှငါတို့ခေရန်ရှေ့ကိုတင်ပေးရှေ့ကိုတင်ပေးဆိုတဲ့ချိန်မှာကျွန်တော်တို့ရှေ့ကိုတင်ပေးဖို့ဒါဘူရောင်မျိုးတက်ခွဲကနောက်ပိတ်ကစူးစမ်းခဲ့တယ်ပေါ့နော်စူးစမ်းတော့ကျွန်တော်စစ်ယူနီဖောင်းနဲ့အန်ယူကချက်ချင်း အဲကျွန်တော်ဆက်လက်နေပေါ့နော်ဆက်လက်နေတောက်လျှောက်ချက်ချင်းပြစ်တယ်ပြစ်တော့လုံးဝမရတဲ့အချိန်မှာအဲ့မှာထောင်သားတယောက်ကဒီဝင်ဆောင်ပေါ့နော်ဝင်ဆောင်တယောက်ကကျွန်တော်တို့ကိုအဲသူကတော့ချက်တစ်ခုကိုသူစဉ်းစားလိုက်မိလိမ့်မယ်နဲ့တူတယ်နော်ကျွန်တော်တို့ကတော့မစဉ်းစားမိဘူးအဲ့အချိန်မှာသူစဉ်းစားလိုက်မိတာကကျွန်တော်ပေးကျွန်တော်ပေးဆိုပြီးအဲ့မှာကျွန်တော်အုတ်ထုတ်အပြာပေါ့နော်သူတို့ထောင်သားတွေကိုပေးဆောင်တဲ့အုတ်ထုတ်အပြာအဝိုင်းပေါ့နော်အဲ့အဝိုင်းလေးထဲမှာသူကလိုက်ပြီးတော့မှနောက်ကလူတွေရဲ့ခါမှရှိရဲ့ ြည်ဖြည်းပြီးသားကြည်ပေါက်တွေအကုန်လုံးကိုသူကအဲ့အုတ်ထုံးနဲ့လိုက်ပြီးတော့မှအုတ်ထုံးထဲကိုထည့်ခိုင်းတာကျွန်တော်ထည့်ထည့်ပေးလိုက်ထည့်ပေးလိုက်ဆိုပြီးတော့မှသူရှေ့တိုက်ပွဲဖြစ်တဲ့နေရာကိုထွက်ပြေးတဲ့အချိန်မှာကင်တူကလုံးဝမပြေဘူးအဲ့ဒါကဘာလဲဆိုတော့တော်လန်ရေးရဲ့တစ္ဆာရှိခြင်းကငါတို့ဒီစစ်တပ်ကအကောင်အုံးပဲပြည့်ရမယ်လက်ရှိလက်ဒီတိုင်းမှာကျွန်တော်တို့ မင်းအွန်လိုင်းကိုကာကွယ်နေတဲ့ကောင်အောင်ပဲပြရမယ်ဆိုတဲ့စိတ်ကကျွန်တော်တော်လိုင်းတက်ဖွဲ့မှာရှိတယ်ဆိုတဲ့ဟာကအဲ့ဒီကလေးကဒါ2000ခွန်နော်2000ကလေးကအဲ့ဒီစိတ်ရှိခဲ့တယ်အဲ့မှာအဲ့ထောင်သားထွက်ပြီးတော့မှပေးတာအကုန်လုံးတက်စုတစုလုံးကိုသူကြီပေါက်တွေတယောက်ကို3ပေါက်တို့2ပေါက်တို့အဲ့လိုမျိုးလိုက်ပေးပြီးတော့သူပြန်ဝင်လာတဲ့ချိန်ကျမှ KN ကတိုက်ပွဲကိုပြန်ဆတယ်သူထွက်ပြေးတဲ့ချိန်မှာသူ့ကိုပြစ်လို့ရတယ်လုံးဝမပြစ်ဘူးတကယ် လူသားချင်းစာနာမှုကစစ်တပ်နဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေကဘလို့ကွာခြားခဲ့လဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ဒီနေ့ဒီချိန်မှာအခုစစ်တွေအချင်းထောင်ကထောင်သားတွေကိုစစ်တင်တန်းတက်ဖို့ပြည်မကိုပို့တယ်ဆိုတာနဲ့ဆာလို့ရှိရင်တော့အခုလိုဝင်ဆောင်သုံးဖို့အတွက်ပို့တယ်လို့ပဲလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့အဲ့လိုပို့ပြီးွားလို့ရှိရင် तू ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ကစစ်ယူနီဖောင်းဝတ်ထားတဲ့လူမဟုတ်လို့ရှိရင်ကျွန်တော်မပြစ်ဘူး မပြည့်တဲ့ခါကျရင်တို့အဲ့ဒီထောင်သားတွေကိုကောင်းကောင်းအုံချပြီးတော့မှကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ကိုကဲသတိထားမယ်နော်တနီးနီးနဲ့ခြေမုံးမှုအတွက်လူသားဒိုင်းဖြစ်အုံပြူလာနိုင်တယ်ဆိုတော့အချက်တစ်ချက်ကိုကျွန်တော်တွတ်တွေ့ရတယ်ဗောနော်ဒါ ကဲဒါကတော့ဘိုးကြီးတင်ပြတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့နိုင်ချင်းတွေကိုဒီရှေ့တန်းကိုပို့မဲ့အစီအစဉ်တွေလုပ်နေတယ်လို့ကြားရပါတော့ပို့တဲ့ခါမှာလည်းအခုလိုပေါ့တော်လိုင်းတက်ဖွဲ့တွေကမပြစ်ဘဲနဲ့ထားရဆိုရင်ဒါသူတို့အခွင့်ကောင်းပြီးတော့တော်လိုင်းတက်ဖွဲ့တွေကိုနှိမ့်နှိမ့်မဲ့အနေထားမှာတွေ့ရတဲ့အတွက်ဘေးကျန်တဲ့ချက်ဖြစ်လာမဲ့အားလေးရှိရောနော်ဒါတွေကိုလည်းကြိုတင်ပြင်ဆင်ပြီးမှလှုပ်ထားဖို့လိုနေပါပြီနော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီဖွဖွေးတို့အကြောင်းနဲ့ပတ်သက်ပြီးတော့မင်းညမှာလည်းထပ်ပြီးတော့လိုက်လွှင့်ပြီးပြောလာတဲ့ကြော်မြင့်ပေါ့နော်အခုဖွဖွေးတို့ရဲ့အခြေအနေကိုသူပြောတာနားထောင်ကြည့်လာနော် ဒီတိုက်ပြီးအချိုးပြူချင်းမပြူချင်းဆိုတော့ကိစ္စနဲ့ပတ်သက်လို့မနေ့ကကျွန်တော်ပြောတယ်ဖူးဖွေးနဲ့အလင်းအောင်လို့ကျွန်တော်အများကြီးပြောတယ်အဲမနေ့ကတုံးကပဲကျွန်တော်သိရတော့လားမနေ့ကတော့ငါပဲကျွန်တော်ရုပ်တံပြောတဲ့အချိန်မှာမပြောခင်လေးနိုင်ပိုင်းတော့လူပဲ၃နာရီ၃နာရီလူ၄နာရီလောက်လူပြောပါဘုရားမနေ့ကပဲဘုံပါ၅ရည်နေမှာဖူးဖွေးကိုတက်ဆိုင်ရာဒီလူကျုံတက်ဖို့နေရာတွားရောက်ပြီးတော့ခေါ်ယူမင်းမြန်နေလို့ကြားတယ်ဖမ်းတာမဟုတ်ဘူးကျွန်တော်ထပ်ပြေးအောင်ပြောမယ်ဖူးဖွေးကိုဖူးဖွေးရှိတဲ့နေရာကိုလူကျုံတက်ဖို့နေရာရောက်သွားတယ်လို့ကြားတယ်သွားပြီးတဲ့နေရာစကားပြောတယ်စကားပြောပြီးတော့ပူပေါင်းကူညီပြီးကိုထပ်ပြီးတော့ မြစ်တာရဲခံကြီးထတ်လုပ်ခဲ့တယ်အဲ့တော့လုံချုံတက်ဖို့နေလာတဲ့ခါကျတော့ဖူးကြီးကတော့မငင်းတော့မလဲပေါ့ဗျာမငင်းတော့ဘူးမငင်းတော့ဘူးမငင်းတော့ပဲလေ तू လည်းပါဝင်ပါမယ်ဆိုတာမျိုးကြီးဖြစ်လာတယ်တခါကဲ तू ကတော့ပြောပြီပေါ့နော်ဒါပေမဲ့ဖူးဖေးတို့ရဲ့ဒရင်းတော့ထွက်တော့မလာသေးဘူးပေါ့နော်အညိ90လို့တော့ကြားတယ်ဒါပေမဲ့ဖူးဖေးကဒီနေ့လာမှာဒီနေ့မှာပေါ့နော်ပုံမှန်တိုင်းပဲထွက်လာနေဆိုရင်တော့ဒါတော့စဉ်းစားဖို့လိုတာပေါ့နော်ဒါလို့အဖမ်းခံရတယ်ဆိုတော့ဒါငင်းလို့ပေါ့နော်ဒါရှင်းရှင်းလေးပေါ့အလင်းရောင်နဲ့ပတ်သက်တော့အတင်းဒရင်းတော့တိတ်မကြားသေးဘူးသို့တော့ ူလည်းဒါဖိုးဖေးသတင်းကြရင်တော့သူနဲ့ဖိုးဖေးနဲ့ကတော့စိုးဖို့စိုးဖက်ကောင်းဖို့စိုးဖို့စိုးဖက်တွေဆိုတော့ဗျာဆိုတော့ကောင်းဖို့ကောင်းဖက်ကတော့ဘာကောင်းလာတော့ကျွန်မသိဘူးစိုးဖို့စိုးဖက်တွေဆိုတော့အဲသူလည်းပါလာလိမ့်မယ်လို့ယူဆတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတခုပဲရှင်းတာသူတို့တွေကပြီးရင်ဘာလုပ်ကြမယ်လို့ခေါက်ထင်လဲအခုကျွန်တော်သိရတယ်လို့နိုဝင်ဘာ9ရက်နေ့မနေ့ရိုက်ကွေးလုပ်ကြတယ်လို့ကြားတယ်အဲ့ဒီအချိန်မှာရိုက်ကွေးစာဟုဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူတို့နိုင်ငံတော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကူညီပေးတဲ့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ slogan လေးတွေပေါ့ဗျာပြောပေးရတာပေါ့တယောက်ကိုတစ်ခေါက်နှစ်ခေါက်အဲ့လိုပြောပေးရတဲ့ဟာလေးမှာတချို့တွေရဲ့မျက်နှာပီးတွေက တယုတ်ဆောင်ပိတလွန်နေတချို့မျက်နှာပေးတယ်တယုတ်ဆောင်ပိတလွန်နေတချို့တွေကဒရိုက်တာနေရာနေဝင်သွားတယ်မျက်နှာထွက်မပြကျင်လို့ဒရိုက်တာနေရာဝင်ထိုင်ပလိုက်တယ်ဒရိုက်တာလည်းမဟုတ်ဘဲနဲ့အစ်စ်လည်းမဟုတ်ဘဲနဲ့ဒရိုက်တာနေရာဝင်ထိုင်ပလိုက်တယ်တချို့တွေကဘယ်သူတွေလဲဆိုတော့ထွက်လာရင်တွေ့ပါလိမ့်မယ်ကျွန်တော်မပြောသေးဘူးဒါပေမဲ့တချို့တွေကကျတော့မျက်နှာဖွားမှကြောက်လို့ဒရိုက်တာနေရာဝင်ထိုင်တယ်တချို့တွေကတချို့ကျတော့အရာကြီးအကုန်လုံးစူးစီးပေးတဲ့လူလူလူဘာလို့လုပ်တယ်လဲတော့လဲတယ်နော်လဲတော့လဲတယ်အဲ့တော့ပြီးတော့ဘာလို့ဆိုတော့ချို့တွေမျက်နှာပေးတွေကမတက်တာလို့လုပ်ရတယ်ဆိုတော့မျက်နှာပေးတွေနဲ့ ကဲပြောပြောတာနဲ့ဒီဒီဂျပန်မင်းအောင်လည်းကုညီမဲ့နှုပညာရှင်ဆိုတဲ့កောင်တွေကဘာမှပိတ်ကတပြားသားမှမရှိတော့ဘူးเนาะသူပြောလာတာကုန်ပြီအဲ့တော့တေးကြတယ်သူတို့ခွင့်ရေးတွေအတွက်ပေါ့เนาะဖားရနေတယ်ဆိုတာတေးကြပါတယ်เนาะအခုကျွန်မပြောတဲ့ပုံစံဆိုရင်တော့အဲ့တော့ဘယ်လိုဆက်ပြမလဲဆက်ကြည့်အောင်เนาะလောက်ကြတယ်ဆိုတော့နိုင်ငံတော်အကြီးအကဲတွေလည်းအနေနဲ့လည်းတိဖို့လိုတာကတိုင်းပြည်ကိုကုညီမဲ့လို့ပြောထားတဲ့အနှုပညာရှင်တွေဟာနိုင်ငံတော်ကုညီမဲ့လို့ပြောထားတဲ့အနှုပညာရှင်တွေကမကုညီဘဲနဲ့ငါတို့မတက်တာတို့လော့ရတာပေါ့ကွာဆိုတော့အချိုးမျိုးနဲ့လုတ်တယ်ဆိုရင် အေးမတက်တာလားတကြိမ်မဟုတ်ဘူးကွာအချိန်ချင်းခါခါပဲဆိုတော့မပြောက်ဘူးလို့တယ်။ဒါဆိုတခါတခါကြာရင်ဒီလူတွေကနည်းနည်းလေးတော့ကြောင်းမန်းကံမန်းသိအောင်လို့လှုပ်ထားပြီးလို့လိုအပ်တယ်။နောက်မှဆိုရင်ဂျိုကြွားတတ်တယ်။ပြီးရင်သူကဘာလဲဆိုတော့အခုဒီနေ့ဒီမှာသူတို့ပြောလိုက်တယ်ပြောပြီးနောက်ကြလို့ရှိရင် Facebook မှာအဝိုက်တက်လာလို့ရှိရင်သူ့ရဲ့ fan တွေကနေပြီးတော့သူတို့ရဲ့အခြားသောသူတို့ရဲ့ဒီ lobby တွေပေါ့သူတို့ရဲ့ lobby တွေနဲ့သူတို့ရဲ့ fan တွေသူတို့ရဲ့ fan group တွေရဲ့ lobby တွေနဲ့ပေါင်းပြီးတော့မလေးငါတို့ရဲ့ဘသူကလေဒါမတက်တာလို့လှုပ်ပေးရတာဘာညာအဲဒီကွက်တွေလာပါလာပါအဲ့ဒိန်းလာပါ ်အပူနဲ့အိုက်တဲ့ကမတက်တော့လှုပ်ပြရတာတဏှာကြီးထောက်ခိုင်းသွားတော့လောက်ရပြီပေါ့ကိုကတဏှာထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုလေးလာမှာအဲ့တော့အာနာမေဖွဲ့စည်းနေနေတဲ့ကလည်းဒီလူတွေကိုခေါ်ခိုင်းရတာစောက်လဲစူးစားလဲယူလို့ဖြစ်တယ်တိုးတော့လှုပ်မှလည်းဖြစ်မယ်မလှုပ်ရင်လည်းမရဘူးအဲ့တော့ရှင်းရှင်းလေးပြောရရင်တော့တချို့လူတွေက2020နဲ့တက်ပြီးတော့2020နဲ့ဟိုကဲရုံမမေ့ကြအောင်အကယ်ဒမီပြောတက်တဲ့ချိန်မှာတချို့လူတွေမျက်နှာကြောတွေကဘလို့နေလဲမမေ့ကြသေးဘူးဆိုရင်ပြန်စမ်းသပ်ဖို့လိုတယ်တချို့လူတွေကရင်ပြဖို့တက်လာတယ်မတက်တာလို့တက်လာတယ်ဒါပေမဲ့2020မှာတက်လာပြီဒါပေမဲ့ဘာလို့ဆက်လုပ်လဲဆိုတော့ဘာဆက်လုပ်လဲဆိုတော့ ဟိုစေမောတက်ယူတဲ့ကမန်နေဂျာကြီးတက်ခတ်တင်းတင်းနေစကားပြောတော့စကားကြောတင်းတင်းနေခတ်မှမာရင်ရွှေမုံရည်တို့ပါလို့ဆိုရင်ပြောရင်မှားပါမှာဆိုလို့ဒီလောက်နဲ့ပဲတာကျေးဇူးတင်တာတောင်ပြောလို့အဲ့လိုလှုပ်ဆင်းသွားတာခင်ဗျအဲ့လိုကြီး short တော့လို့မရဘူးခင်ဗျအဲ့မှာဟိုဟိုဟိုမင်းသမီးဆိုလဲမလေးဝန်ကြီးက like ခေါ်တော့သူကချောချောနဲ့လှုပ်တာအဲ့လိုလှုပ်တာကစမ်းသားကြည့်နော် တခါတခါကြာရင်အဲ့ဒီလူတွေရဲ့မျက်နှာကြောတွေရာလေသူတို့ကြည့်တော့ဖြစ်ခင်ဗျခင်ဗျသူတို့ကြည့်တော့ဖြစ်လူတွေကြည့်တော့ဖြစ်ဟိုမြန်မာနိုင်ငံမှာပဲဟို လူရင်းကျဲလုံးနိုင်တဲ့အိမ်ကျက်အဆင့်ကြီးကြက်တောင်ရိုးကျက်မှုအိမ်ကျက်အဆင့်ကြီးအဲ့လိုအဆင့်ကြီးလူကြည့်တော့ဟိုဟိုပြောမယ်ဆိုဟိုအချင်းပေါင်းတဲ့အဆင့်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေပွင့်လည်းပြောတယ်လူကြည့်တော့အချင်းပေါင်းတဲ့လောက်တော့အချင်းဒီအချင်းပေါင်းတဲ့အချင်းဒီလောက်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲဖို့အနေထားမျိုးလုပ်တယ်ဆိုတော့တခါကြရင်တော့ဖင်ကောင်းအသိကျဲတာတော်တော်ကျဲလုံးတယ်ကဘာနဲ့ချီကျဲလုံးတယ်လူကြည့်တော့ဖင်ဟိုကဘာချီတလောက်တော့မလာနိုင်ဘူးအခုခမမြော်ပြည့်ထွက်သွားတဲ့လူပြချင်းတွေခုဘနိုင်ငံတွေမှာဘာလောက်စားလို့ရလို့အခုပဲမှာမတက်ပြန်တဲ့ဘက်ကဆိုစောက်ဥလိုင်းကစကူမှာအချင်းပွဲရှိုးပွဲလာဆိုးဦးမယ်တဲ့ ရှိုးပဲလာဆိုဦးမယ်တဲ့။မဲဘာလဲသူတို့သူတို့ဖန်နေနဲ့သူတို့ဖွဲ့နေဟိုတော်လိုင်းရံပုံကိုတက်လာဆိုနောက်မနက်ဖန်တပတ်ကနောက်နောက်တရနေ့လာဆိုဆိုတော့မယ်တဲ့။အဲ့ဒါစေကူမှာရှိတယ်မြန်မာတန်ရုံကတာဝန်ရှိသူတွေလည်းပဇက်ကြီးပိတ်နေတယ်။ကျွန်တော်သာစေကူတန်ရုံကတာဝန်ရှိသူတယောက်ဆိုရင်ဘာလို့လဲဆိုရှင်းရှင်းလေး။ကျွန်တော်ပါဆောင်းလိုက်တော့ဘာမှတခြင်းဆိုလဲလက်မရောက်နေရဘူးလေအဲ့ဒါလက်မဇင်းတော့စုံစမ်းလိုက်မယ်ပြီးရင်ဆောင်းလိုက်တော့ဘာမှတခြင်းဆိုမဲ့ဆိုမဲ့နေရလက်မဇင်းတော့ ਨੇ ကိုကိုတိုင်းသွားပြီးဝင်ပြီးတော့အဲ့ဒီဘက်ကလူပါတဲ့လူစီရရှိပြီးတော့တခါတည်းစင်ကူအစိုးရစီကိုပို့လိုက်ပြီးတော့အဲ့စီပို့လိုက်ပြီးတော့ကြည်ရောမင်းတို့ဒီမှာမင်းတို့နိုင်ငံမှာလာပြီးတော့ ရှိုးဝဲလုပ်ပြီးတော့ပတ်စံတောင်းသွားတယ်အဲ့တော့မင်းတို့ခေါင်းကောင်းတာလုပ်နိုင်လုပ်လေနော်ပြီးတော့သူမလုပ်နိုင်ဘူးလုပ်လို့ရတဲ့အရာတွေမလုပ်တာအဲ့ဒါလုပ်ကြဘူးလို့လားအခုမတို့ပညာသားနေပတ်တဲ့ကျွန်တော်တို့မြန်မာပြည်ကအစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေဝန်ကြီးတွေလူကြီးတွေကိုယ်တိုင်အားကိုမလေးဦးနှမကြစင်ရှင်မြင်သူတို့ကမသိအများဘူးမိုးကြွှေရွှေကိုလို့မိုးဝါကြတရားမင်းမြင်ရသလိုမျိုးနဲ့ဟီးဟဲနဲ့တွားပြီးဖဲကြတာလူကြီးတွေကလူကြီးတွေဝန်ကြီးတွေအဆင့်ကဝန်ကြီးတွေဘာကြီးညာကြီးတွေပေါ့အကောင်ကြီးတွေပေါ့ဗျာ ခမရတို့ကလည်းအဲ့အနုပညာတဲ့လို့မျက်နှာကြောတင်းတင်းနဲ့ခတ်မှမှခတ်ပြက်ပြက်ဆက်ဆံနိုင်ဖို့လိုတယ်။အဲ့လိုမှအဲ့လူတွေအချိုးပြေမှာခမရတို့ကဟီးဟဲဟဲသွားလုပ်ပြီးတို့ကဘာလဲဆိုတော့ထုတ်လိုက်တဲ့ငမီရှိတယ်မှာဘူးငပိုးကြီးပါကွာဆိုပုံစံဖြစ်သွားရောခမရတို့လည်းစင်ကျင်ကြဖို့လိုတယ်ဝန်ကြီးတွေသဆိုင်ရာညှို့မှုညှို့ချုပ်တွေဘာအရာပုံလုံးပဲရှင်းရှင်းပြောအနုပညာရှင်ကရှင်းရှင်းပြောရင်တိုင်းပြည်နဲ့ရှင်လာရင်အနုပညာရှင်ကဘာကောင်းမှမဟုတ်ဘူးမြေမုံတပုံတော့မရှိဘူးပုံဝင်လို့သိဖို့လိုတယ်အဲ့လောက်သိဖို့လိုတယ်ရှင်းရှင်းပြောဘာကောင်းမှမဟုတ်ဘူးအဲ့လိုမျိုးသိဖို့လိုတယ်အဲ့ဒါမှနည်းနည်းလေးဟို လူလူသူလူဘာဖြစ်လာမှာနော်မဆိုလူလူသူလူနားမလဲကြအောင်အခုလူလူသူလူနားမလဲလို့တော်တော်ပြောယူရတဲ့အထိဖြစ်လာတယ်အခုဖိုးဖိုးတော်ပါလာတယ်ပြီးဘာလို့ကြမလဲဆိုတော့အမ်ဖိုးတော်ပါလာပြီဘာလို့ကြမလဲဆိုရင်မတက်တာလို့လောက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်လှဲ့နဲ့သူတို့ရဲ့ lobby တွေကနေတဆင့်ဝါရပြန်ပြန်အောင်ပါမပူနဲ့မတက်တာလို့လောက်ရတယ်ဆိုပြီးတနက်ကြီး6ထောက်ထောက်ထောက်ထားမှတော့ငါတို့ပြောရတာပေါ့ကွာဆိုတဲ့ခေါင်းစဉ်တွေပြန်လှဲ့ကြအောင်ပါ မပူနိုင်အဲ့ဒါလာဟုတ်တာပဲလေအဲ့ဒါကိုလေအာနာမေဖွဲ့စည်းတယ်သိဖို့လိုတယ်အဲ့ကောင်တွေကလေမဟုတ်တာလေကြိုက်နေပြီနော်တကယ်တော့တနက်နေ့ချင်းချောက်နေတာပဲလေအကုန်လုံးဒီမှာတော်လိုင်းမှာပါရတဲ့သူတွေအလုံးသိပြီးသားပဲလက်တော့ကြောက်ထောင်တို့ချုပ်တီကြပြီးသားပြီးထောင်တီကြပြီးသားပြီးအဲ့တော့ညှိနှိုင်းမှာဒီတနက်နေ့ချင်းချောက်ထားလို့ဒီလောက်နေနေတာပဲအလုံးသိနေတာပဲနော်ပြောင်းလေးပြောင်းစားကောင်းနေသိပြီးဒီလိုတွေကိုနည်းနည်းတော့ညနာလေးပြုတ်တာကောင်းကောင်းပြောတေချာလေးပြောပါခင်ဗျားတို့တေချာလေးပြောပါဆိုတော့လုံမရပို့နေပြန်ပြစောက်ကိုကြည့်နေတယ်အဲ့လောက်တော့လုံးနေတယ်အဲ့ဒါမှပြီးရင်နောက်တော့သူတို့ရဲ့အခွန်တွေလိုက်တာကူတွေကသူတို့တစ်နှစ်ပတ်လုံးမနာကရရခဲ့တယ် ဖူးဖေးဆိုလို့ဖူးဖေးရဲ့ရိုက်ခဲ့တဲ့ကားတွေအကုန်လုံးစီးနေဆွဲချလိုက်ရွှေရှင်ထုတ်လွှင့်ကုမ္ပဏီနာမည်ကြီးလိုက်အဲ့ထုတ်လွှင့်ကုမ္ပဏီတွေအကုန်လုံးပိုင်ရှင်တွေခေါ်မင်းတို့လောင်းလောင်းခဏလောင်းခေါ်လောင်းမင်းဖူးဖေးနဲ့ဘဏ္ဍာကရိုက်ခဲ့လေဘဏ္ဍာကโอเคကားဘဏ္ဍာအဲ့ကားတွေရိုက်ခဲ့တဲ့ဖူးတကားကိုဘယ်လောက်ပေးရလဲမေးလိုက်ရှင်းရှင်းပေးလိုက်ဟာဘယ်လောက်ပေးရမလဲโอเคကား၁၀ကားဆိုရင်တကားကိုကျွန်တော်သိသောရပေးရမယ်၁၀ကားသိသောတော့ကဲဖူးဖေးအခုဘယ်လောက်ဆောင်တာလဲရွှေရှင်ထုတ်လွှင့်ကုမ္ပဏီမင်းရောပေးမင်းကဘယ်လောက်ဆောင်တာလဲပြန်ထောက်ဆန်းပါခင်ဗျားတို့ ဘာမှသူတို့အနိုင်ကျင့်တာမဟုတ်ဘူးအဲ့ဒါအမှန်တရားကြီးပဲအမှန်တရားကြီးအဲ့ဒါကအရှိတရားကြီးအရှိတရားကြီးကိုမှခင်ဗျားတို့မလုပ်တဲ့ခါကျတော့ခင်ဗျားတို့ဟိုကဟိုကတော့ပါစောက်ကြီးမဆိုင်ဘူးဆိုပုံလုံးလုပ်ပုံပါအဲ့ဒါပဲအဲ့ဒါလုပ်ရမယ်လုပ်ရမယ်နောက်တစ်ခုကရုပ်ရှင်ထုတ်လို့ကုန်ပြီကျင်းတော့ဘယ်တော့တော့အချင်းရုပ်လည်းမသိနော်ဒီရုပ်ရှင်မင်းသားမင်းသမီးတို့နော်မရမကောက်သူတို့လုံနေကြပါနော်အဲ့တော့ရုပ်ရှင်မင်းသားမင်းသမီးဆိုတာဟိုတစ်ချိန်တုန်းကသူတို့ဆိုအနာကက်တော့မရတဲ့ကောင်လေနော်အခုကျမှနော်အာနာရစ်မှုပြီးမှရှောက်ပြီးမှသူများတော့ရအောင်လုပ်နေကြတာအချို့တွေကိုစောင့်ကြည့်ရမယ်ဆိုရအာနာမယ်ဖွဲ့စည်းကြည့်ရဘာစောင့်ကြည့်ရမလဲဆို ကြည့်လိုက်အခုဒီအခင်းချင်းပြီးရင်ဒီအခင်းချင်းတွေနဲ့ငြိမ်သွားတဲ့ခါကျရင်တို့လှုပ်နေမယ်ဘာလုပ်မလဲဆိုတော့တချို့အမှုပညာရှင်အုပ်စုတွေကိုရုပ်ရှင်ကမရိုက်ဖက်နဲ့တချို့တွေကိုရိုက်ပေးလိမ့်မယ်အဲ့တော့တချို့ရုပ်ရှင်ထုတ်လို့ကုမ္ပဏီတွေလည်းသိစီတင်တာသိစီရောလှုပ်တင်တာရုပ်ရှင်ကုမ္ပဏီကုမ္ပဏီတွေဘာလဲဆိုတော့ထပ်ပါတော့နီပိနေရဆက်ပြီးအားပေးနေတဲ့ထောက်ခံနေတဲ့အမှုပညာရှင်တွေကိုခေါ်ပြီးတော့ဇာကားရိုက်တာရုပ်ရှင်ကားတွေရိုက်ပလိုက်တာရိုက်ပြီးတော့ TV channel မှာပြရုပ်ရှင်ကားတွေမှာပြအဲ့လိုမျိုးတွေကိုပဲလှုပ်ပြီးတော့အောက်တန်းကြနီပိနေရဘွိုက်ကောလုပ်နေပါတယ်ဆိုတဲ့အမှုပညာရှင်တွေကြောင်ထုတ်ပလိုက်တာမျိုးအဲ့လိုမျိုးရုပ်ရှင်ထုတ်လို့ကုမ္ပဏီတွေကလှုပ်ရင်အဲ့ဒီကုမ္ပဏီကိုယ်တိုင်က အဲ့ဒါညီပိန်းအားပေးနေဖြစ်နေတာအဲ့တော့အဲ့ဒီရုပ်ရှင်ထုတ်လို့ကုမ္ပဏီတွေကြော်ညာကုမ္ပဏီတွေကစောင့်ကြည့်အောင်စောင့်နော်တကယ်ဆိုရင်အဲကောင်ကရှောက်ပြောနေတာဘသူမှဟိုဘိုက်ကော့ဘယ်လိုလဲလို့သူတို့ထုတ်လို့ရရလဲသူတို့ချမ်ပတ်စစ်ကောင်စီရဲ့လဝါကြီးအုပ်ထားတာပဲနော်ဒီထုတ်လို့ကုမ္ပဏီအားလုံးသူတို့ပဲပိုင်တာပဲအမြင့်မရှိလို့သူတို့မထုတ်ရတာလေနော်ထုတ်စမ်းပါနဲ့တို့ကြိုက်တော့ရိုက်စမ်းပါပြည်သူအားပေးမှရမှာနော်စောင့်ကြည့်ပြီးတော့ကြော်ညာကုမ္ပဏီတခုခုပဲထားပါတော့အဲ့ကုမ္ပဏီကခေါ်ရိုက်တာဘသူလဲညီပိန်းတွေကအားပေးနေတဲ့လူမြန်ရှင်သူခေါ်ရိုက်တယ်ဘာဖြစ်လို့သူ့ကိုခေါ်ရိုက်တာလဲ မင်းကြည့်ရမေးရမယ်လေမေးရမယ်ဘာဖြစ်လို့သူခေါ်ရတာအဘာကြောင့်ဘာကြောင့်ဘာဖြစ်လို့သူ့လိုပဲသူလည်းရှိတာဘာကြောင့်သူ့မြိတ်တာအဲ့လိုထောက်တခုချင်းထောက်ကြည့်ခင်ဗျအဲ့ဒီကောင်ကြီးလှုပ်ကုန်မလှုပ်နိုင်ဘူးအဲ့လိုထောက်ရမှာတော်ရုံမှာနော်ကောနော်ပြည်ကြိုက်ဝင်ကြီးစနားနဲ့အာနာယုံဖွဲ့စည်းနဲ့ပေါင်းဆက်ပြီးတော့စနစ်ကြရွှေရှင်စီယုံနဲ့သုံးဖွဲ့ပေါင်းဆက်ပြီးတော့စနစ်ကြ force တခုဖွဲ့ tax force တခုဖွဲ့ပြီးတော့စောင့်ကြည့်အဲ့ဒီကောင်ကြီးလှုပ်ရဲတော့နောက်ဆိုရင်နိုင်ငံရေးကိုသူ့ဟိုနောက်နောက်ဆိုနိုင်ငံရေးဘက်ကမလေးကျွန်တော်လှည့်တော့မလှည့်ကျွန်တော်ပါဘူးပြတ်သွားမယ်ဘာလို့ဆိုတော့သူတို့ဒီနေ့အခုဒီလိုပြောနေတဲ့အကြောင်းရင်းနေပြီရှင်းရှင်းလေးအကြောင်းအရာတခုလည်းမရှိအကြောင်းအရာပါလဲဆိုတော့ ဒီနေ့နိုင်ငံရေးခင်းချင်းကြီးမှာလူတွေတိတ်အောင်မြှောက်ပေးခဲ့ကြတာသူတို့တိုင်းပြည်ကိုဝေါ်အော်တောင်းနေပြောက်မင်းအဖအာနာသိန်းလို့ဖြစ်တာမင်းအဖကိုသွားပြောဒီကောင်တကယ်ချက်တည်မှုရှိကြည့်မရှိချင်တော့โอเคသူ့ပြီးတော့ဒီလောက်ပဲပေါ့နော်ဆက်ပြီးတော့ပြောထားရှိသေးတယ်ဘာပြောခုချိန်မှာပြောရတယ်ဒီမှာကြည့်လိုက်အောင်လုံးဝချက်တည်တကယ်ချက်တည်သုံးနေကောင်နော်ခုဒီမှာရုပ်ရှင်မင်းသားမင်းသမီးတို့အချက်ကင်မယ်တေးဥဆောင်ခိုင်းမယ်သူတို့ရဲ့ဝါရဖြတ်မှာမဆောင်မှုဆိုဖမ်းမယ်ဆိုတဲ့ပုံစံလုပ်နေတာပေါ့နော်အဲ့တော့အခုသူတို့ဒီသူတို့ဘောမတ် လူပညာရှင်တွေဆိုရင်ဘယ်သူမှအာမပေးတော့အခုဆိုရင်အဲ့ဒါအဲ့ဒီအတွက်သူတို့ကဈာထဲမှာလောင်နေတာပေါ့နော်ပြောရမယ်ဆိုရင်သူတို့ဆိုဒိန်းတောင်တို့နဲ့တကယ်ချင်းနေပေါ့နော်ဗီဒီယိုရိုက်ထားတာအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒိန်းတောင်တို့ဆိုအခုဆိုလှုပ်ရှားလို့မရတော့သူတို့ကဒီလိုမျိုးပုံစံစကားပြောလာဖြစ်ပါတယ်နော်ဘာပဲပြောဒီလိုမျိုးအချက်ဖက်စစ်ကောင်စီရဲ့ဘောမာထဲမှာအောက်တန်းကြဆုံးဒီကောင်တွေဖြစ်ပါနော်တေချာပေါ့ကဲနောက်ထပ်ကျွန်တော်နားထောင်ပါတော့ဖူဖူဖန်းခါကိစ္စနဲ့ပတ်သက်ပြီးကိုစီကလည်းတုံ့တက်တာတွေ့ရတယ်နော်အဲ့တော့ကိုစီဘာတွေပြောလဲတစ်ချက်တောင်းကြည့်အောင်နော်တက်လာပြီ ဘလို့မှမဖြစ်တဲ့အရာဗျာတို့တွေမရှက်ဘူးလားလို့မေးချင်တယ်အဲ့လိုမေးရမှာဟုတ်ဒီတော့ထောက်ခံနေတဲ့လူတွေအနေနဲ့ဒါကြီးကိုငါတို့ဘက်မတူတဲ့လူတယောက်ကိုဖမ်းလိုက်လို့ဟေးပျော်စရာလို့ထင်းနေတယ်ဆိုရင်တော့ဒါဟာအင်မတန်ပိမ့်ပိမ့်တဲ့အတွေးခေါ်အတိတ်ကမဲ့တဲ့အတွေးပဲဖြစ်လိမ့်မယ်နော်ဘလောက်ပဲကိုထောက်ကိုနဲ့စန့်ကျင်မဲ့အဖွဲကလူတယောက်ဖြစ်နေပါစေဒီလိုဥပဒေမဲ့လုတ်တဲ့လုတ်ရက်ဒီထောက်ခံနေတဲ့လူတွေကိုပါစော်ကားတယ်ဆိုတာကိုတို့တွေတီးဖို့လိုတယ်နော်အခုအတွေ့အကြုံရွေးကောက်ပွဲကို တို့အတူရအောင်ရွေးကောက်ပွဲကိုမမပူးပေါင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖွေးဖွေးကိုဖမ်းတာတဲ့လက်ရှိလူတရာကျော်သွားပြီနော်နောက်ဆုံး Facebook မှာအသေးလေးပေးတာလို့ဟာဟာလေးပေးတာဒီ Facebook မှာပေးတဲ့ဟာတော့မှ like ဖမ်းတယ်ဆိုရင်ဒါတော့တော့ကြောက်နေလားလို့ပဲမေးချင်တယ်နော်အဲ့တော့ရှင်းပါတယ်ဘာဖြစ်လို့ကြောက်တာလဲလက်ရှိမင်းအောင်ဆိုင်ကကျွန်တော်မြဲပြောသလိုပဲဥပဒေမဲ့အာဏာသိမ်းထားတဲ့ရန်စွဲကောင်ပါအဲ့တော့သူတို့ဒီလုံးဝပေါင်ဝင်မှု ။ဘောင်ပဝင်တဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုခေါက်ခေါက်ခါတွားပြီးနောက်ဆုံးတရုတ်ကလှုပ်တဲ့ပွဲကိုမင်းအောင်လိုင်ကိုဖိတ်လိုက်တယ်။ဒါပေမဲ့နိုင်ငံခေါင်းဆောင်အနေနဲ့ဖိတ်တာမဟုတ်ပဲနဲ့စစ်တပ်ခေါင်းဆောင်အနေနဲ့လှမ်းဖိတ်တာ။ဖိတ်လိုက်တော့မင်းတရုတ်ကသူ့ပွဲထုတ်ပေးလိုက်တာကိုရှင်းရှင်းပြောပါမယ်။အဲ့တော့တရုတ်က ပွဲထုတ်ပေးထားတဲ့အတွက်ဒီတရုတ်ရဲ့လက်ဝေခံလို့ဆွဆွဲထားတဲ့အာဆီယံကလည်းသူ့ကိုချိန်နေဒါလို့လုံးမယ်လို့မထင်ပဲနဲ့အာဆီယံအစည်းအဝေးကိုချိန်နေတက်မယ်လို့ထင်မှတ်ထားတာအဲ့ဒီအချိန်မှာအာဆီယံအစည်းအဝေးလုံးဝတက်ဖွင့်မရဘူးလို့ဆိုတော့ ရှင်ရန်ရမ်းပြီးအဲ့ဒီမှာသားစိတ်နာပြီးပောက်ကွဲတာပောက်ကွဲပြီးတော့ဘာရီရှောက်လုပ်လဲပြည်သူကိုမဲတာနော်ဘလို့မှမဖြစ်တဲ့ကိစ္စကြီးအဲ့တော့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပါမယ်လို့ပြောတဲ့ပါဇက်ပောက်တွေကိုပါဇက်ပောက်လောင်ကိုတန်ဖိုးရှိရလားလို့ပြန်မေးတယ်ပါတီစုံဒီမိုလွတ်လပ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲကိုတွားမှာမင်းတို့ကနိုင်ငံရေးထွက်ပေါက်ပြီးရွေးကောက်ပွဲတွားတာဟောမင်းတို့ကမတွားကြဘူးဆိုတော့မင်းတို့ကဘာလဲလို့မေးနေတဲ့သူတွေဒီလို အသေးလေးပေးတာတော့ဟာလေးပေးတာတော့ကွန်မန်းလေးရေးတာတော့ဖန်းစည်းထောင်ချတာပြည်သူတရားရော်သွားပြီအခုတရုတ်ဆောင်ဖွေးဖွေးဆိုတော့ဒါနိုင်ငံကျော်တရုတ်ဆောင်တရားတူအတူကြိုက်ချင်အားပေးမယ်ချင်းချင်းလေးတူလည်းပြည်သူတွေကပြည်သူတရားပဲတူမှအားပေးတဲ့ဟာကိုဒီတို့ရဲ့ရွေးကောက်ပွဲအားမပေးရကောင်းများဖမ်းတယ်ဆိုတော့ဒဲဒလောက်တော့လူမဆန်တဲ့လောက်ရက်တွေလုံနေတဲ့ကောင်းတွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့ဆိုအောင်ဘယ်ဘယ်နိုင်ငံပြည်သူကအဲ့လိုအုပ်ချုပ်ခိုင်းလဲလိုက်စားကြည့်ပါတော့အိမ်နီးနားချင်း ထိုင်းနိုင်ငံစပြီးတော့နော်ဒီလောက်လေအေးကိုနေမြောက်ကိုရီးယားကိုလာပြောမယ်မြောက်ကိုရီးယားကမြောက်ကိုရီးယားခေါင်းဆောင်တွေဟာတီးသူကိုကမ္ဘာနဲ့အဆက်ဖြတ်ထားပေမဲ့သူတို့စစ်တပ်ကိုတကိုးထွားပြီးတော့တန်ဖိုးရှိတဲ့စစ်တပ်ဖြစ်အောင်တိစောက်ထားတယ်မြမစစ်တပ်ချင်းကြားလွယ်ပြီးတော့ပြည်တွင်းထဲကတူးမီးတဲ့ခြတောင်အခုဘယ်ဘွားရောက်နေပြီအဲ့တော့အရင်ကရွှေတိဆောင်းခဲ့တဲ့အရာတွေပြန်မအောင်မိပါနဲ့မင်းတို့တွေစစ်တပ်ကိုတကယ်ချစ်တယ်ဆိုရင်တတ်မတော်ကိုတတ်မတော်ချစ်စိတ်နဲ့ချစ်ကြပြီးတော့နော်ဥပမာဖိုးဝေးတဲ့တဲ့ အဲပိုးပွဲကိစ္စဝင်တက်လာပါမယ်တရင်တက်လာပါမယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ရှည်ရေးအတွက်မပူးပေါင်းလို့ဆိုပြီးတရုတ်ဆောင်ပွဲပွဲကိုစေအောင်စုကဖမ်းဆီးသွားတယ်လို့လူပညာတာဒါတော့ People Spring ကတင်ဆက်ထားကြီးညာထားတဲ့ဟာပေါ့နော်ခုနကလည်းဖတ်ပြသွားတယ်အဲဒါဒီဘက်မှာတော့တေချာသလားတော့ပြောနေဒါပေမဲ့ဒီနေ့မှာထက်ကြည့်ရမှာပေါ့နော်ပွဲပွဲကတကယ်လို့ထွက်လာတယ်ဆိုရင်တော့ဒါချမ်ပစစ်ကောင်စီနဲ့တခုခုသဘောတူညီရရတယ်လို့တော့ အမှတ်ရမှာဖြစ်ပြီးတော့ဖန်းခံရလို့ဆိုရင်တော့ဒါပုံပြလုံးဝငင်းလိုက်တော့တတ်မှတ်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုပဲပြပြပါနော်ကျွန်တော်တို့ဒီတွန်လိုင်းရေးဖွဲ့သားတွေကတော့ဖန်းခံရလို့ဆိုရင်လည်းလေးစားပြီးသားပါနော်လေညှိနှိုင်းနေဆိုရင်တော့ဒါကတော့ကျွန်တော်တို့ကတော့ဘွဲကောတော့လောက်ပါတော့ဒါဘလို့မနေရလောက်ရမယ်အဲ့တော့ပြပြဖွေးနေနေလည်းသူမလုတ်ချင်လို့ဒီလောက်ထိတင်းခံနေတာဖြစ်မှာပါနော်မလုတ်နဲ့အတူတူကတော့ဆက်လုတ်နေနေလေနော်အဲ့တော့ ဟိုပြောလိုက်အဲ့လိုပြောရတာမကောင်းပါဘူးเนาะသူများဖန်ခံမှာဆိုတော့ဒါပေမဲ့လည်းရွေးစရာမရှိပေးနဲ့เนาะကျွန်တော်ပြည်သူမှာရွေးစရာမရှိဘူးကျွန်တော်တို့တကယ်တော်လန်ဒီအမှုပညာရှင်တွေအများကြီးဆိုလဲအားလုံးကိုစွတ်ပြီးမှပဲသူတို့နိုင်ငံသားတွေမှာနေရအားလုံးကိုစွတ်ပြီးမှပဲတော်လိုင်းဖက်ချာနဲ့မှာရက်တည်ရတာပေါ့เนาะအဲ့တော့ဒါကတော့သူတို့ရဲ့အဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်เนาะကိုဘက်ကဒူတွေကြတာဘာဖြစ်လဲတလန်တတ်တာတော့မှအခုမျိုးပြပြောက်ကြတွေเนาะမျိုးပြပြောက်ကြအင်အားတွေဘာဖြစ်လို့မပြတ်နိုင်လဲနံပါတ်1 မြို့ပြောက်သားတွေနေရထိုင်ရအင်မတန်ခက်ခဲတယ်နော်အင်မတန်ခက်ခဲတယ်ရက်တည်မှုခက်ခဲတယ်ဘာကျဲချောင်းမှုခက်ခဲတယ်ဒါပေမဲ့ပြင်းမတစ်ခုကိုစောင့်ကြည့်လို့တွေးတွေးရတယ်အဲ့ပြင်းမဘိုင်းလဲလို့လို့မရဘူးအစစ်စစ်တင်ရတယ်တင်းတော့အပေါ်ဆုံးရောက်လို့ကိုကလက်မခံဘူးဆိုရင်သွားမလုံနဲ့သွားလုံရင်ချက်ချင်းစစ်ကုန်ရုံးပို့ကန်တည်တယ်ဆိုတော့ကိုဘက်မှာကအဲ့လောက်ထိချုပ်ထားရတယ်သူတို့ဘက်မှာကျတော့အသေးလေးပေးတာလာဖမ်းထောင်နေတဲ့ဟာဟာပေးလာဖမ်းထောင်နေတဲ့အခုရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမပူးပေါင်းလို့တဲ့ စမ်းကျင်တာမဟုတ်ဘူးနှောက်ရှက်တာမဟုတ်ဘူးနော်မပူးပေါင်းလို့ဖမ်းမိထည့်တယ်ဆိုတော့မပူးပေါင်းတော့ဖမ်းထည့်မယ်ဆိုမင်းတို့တနိုင်ငံတော့ဖမ်းထည့်လိုက်ပြီကွာအေးလားမဟုတ်ဘူးလားတနိုင်ငံတော့ဖမ်းထည့်ငါတို့ဒီပိုက်ရောက်ဒီပါလာဖမ်းထည့်လားစောက်ရှက်နေလည်းမရှိကြအောင်ဒီလိုဟာမျိုးကိုငါတို့ဘက်တော်သားပါလို့အားပေးနေတဲ့အတန်းစားတွေကိုလည်းကျွန်တော်အံ့ဩလို့မဆုံးဘူးအကောင်းပြောတာပါဒါကြီးကလေသူတို့ကတော့တွေးလားမတွေးလားတော့မသိဘူးဒါကြီးကမင်းတို့အားပေးနေတဲ့ဒူတွေကိုပါအခုလောက်ရက်ဒီအစော်ကားတာပဲ ဒါလို့လူမဆန်တဲ့လုပ်ရက်တရားမမျက်သားတဲ့လုပ်ရက်ဥပဒေမဲ့လုပ်ရက်တွေကိုလုပ်နေတာဒီငါတို့အားပေးငါတို့အားပေးတဲ့ဘက်အချမ်းမို့လို့အာမှန်တယ်လို့ဆိုလို့ရှိရင်တော့အဲ့ဒါမင်းတို့ရဲ့တန်ဖိုးကသွားပြီเนาะဒါလေးပဲပြောချင်ပါတယ်အဲ့တော့ဖွေးဖွေးအခုလိုမျိုးလောက်တာဒီအင်မတန်လူမဆန်တဲ့စုပ်ပဲ့တဲ့လုပ်ရက်ဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနိုင်ငံမှာဒီအာအနာယူတွေကိုဘယ်လိုနီးနေမှတိုင်းပြည်ထဲမှာခြေချဝင်အောင်မပေးတင် ကဲဒါတော့ကုစီ30ချက်ဖြစ်ပါတယ်เนาะအဲ့တော့ကြားတဲ့အတိုင်းပဲဖိုးဖွေးတော့ခုချိန်မှာဖိုးဖွေးအလင်းအောင်လဲပါလို့တော့ကြားပါเนาะအဲ့တော့ဖန်းစီတယ်ဖန်းစီပြီးတော့ခုညှိနှိုင်းနေတဲ့အစ်မပဲရှိသေးတယ်ပေါ့เนาะအာဘာဘာဘာမှုဆိုမတက်သေးဘူးเนาะတေးကြတယ်ဖန်းစီခံရရင်เนาะတို့ဒီလက်သုံးချောင်းထောင်တဲ့အမှုတွေဆေးမှုဘာမှုညာမှုတွေပေါ့เนาะခုနပြောတဲ့အခွန်မှုရှောက်ပြီးတက်တက်ပြီးတော့ဖန်းတော့မှာဖြစ်ပါတယ်เนาะအဲ့တော့ဒါတွေကပြည်သူကတိပိသားပေါ့အဲ့တော့တို့ပြောတဲ့တရားမျှတဲ့ဒီမိုကရေစီ ရွေးကောက်ပွဲစီတို့ဆိုတဲ့ဟာကြီးကရည်စရာလဲကောင်းပါလေကိုစီပြောသလိုပေါ့နော်သူတို့ပါဇက်ပေါက်အောင်ထွက်ရည်နော်အဲ့တော့ဘာပြောချမ်းမစစ်ကောင်စီကတော့အစိုးဆုံးမှိုက်ရဲဆန်နေတာပေါ့နော်မိုက်နေတဲ့ချိန်မှာကျွန်တော်တော်လန်ကြီးတွေကကျွန်တော်တော်လန်ကြီးဖွဲ့တယ်လေဒီအချက်ဖက်မရောက်နိုင်တော့မဖြုတ်နိုင်ဘူးဆိုရင်တော့တာမြင့်မြင့်ဒီဒုက္ခတွေခံရအောင်မှဖြစ်တဲ့အတွက်ပေါ့နော်မနိုင်နိုင်အောင်တိုက်ရမယ်ပြောဖြစ်ပါတယ်နော်โอเคสาธุကြည့်ပြီးတဲ့မိဘပြည်ရောက်ဆိုင်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလှုပ်လှုပ်ဆောင်သမျှအရာအားလုံးပါအမြင်ကြပါစေတွားလျက်မှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ